တိုင်းเนาะဒီနေရာလေးမှာဖြစ်မှာအဲမီတင်လေးတော့တက်ပေးပါဦးအဲဒါလေးရဆိုအဲ့မီတင်နေပါရေးတက်တာလေအရန်ကောင်းတယ်အဲ့မီတင်မှာကိုယ့်ရဲ့အဲကိုယ့်ရဲ့စီမော်မာမာလေးဘယောက်ဘရက်တွေဖြစ်မနေတော့ဘူးလိုအပ်ချက်ဒီဒါလောက်လေးကတော့ဒီလိုလေးပြောလို့ရလားယင်အဲနောက်ပြီးရဲ့အခါကျတော့အဝိအစားလေးအစဘလိုလေးဝစ်စီခြင်းမာရဲဆိုကြိုတင်ပြင်ဆင်လို့ရတယ် အဲ့လိုကြိုတင်ပြီဆိုကို့အပေါ်မှာအလဲအလေးနဲ့ထားခံရတယ်အဲ့လိုကြိုတင်ကိုကလည်းကြိုတင်ပြင်ဆင်လို့ရတဲ့အခါကျတော့ကားရိုက်တဲ့အခါမှာဇကားတရားပို့ပို့ပြီးတော့ကောင်းလာတာအမှန်တမ်းပြောရင်အရင်တော့ကလေဟိုဘလို့ခေါ်မလဲဆိုကိုရီးယားလေကိုရီးလင်မြားနှစ်ယောက်တည်းပေါ့ဆိုတော့လေအဲစာမမအဲ့လိုမျိုးပေါ့ဘူးကြတော့သမီးလေးရှိလာတဲ့ခါကျအရင်တော့ကလေအဲ့လိုတူတူမတွေအတွက်အကိုအမေအတွက်ဆိုတာရှိပါတယ် တော်တော်လေးတမီးလေးရှိလာတဲ့ခါမှာလေငါတို့အသက်ကြီးသွားတဲ့အချိန်ငါတမီးလေးအတွက်ဆိုတာမျိုးလေးတွေပို့ကြိုးစားကျင်လာတယ်။ဘာပဲဖြစ်ဖြစ်ဒါငါတမီးလေးပညာရေးအတွက်ငါတမီးလေးရဲ့အနာဂတ်အတွက်ဆိုတာလေးပေါ့ငါတို့များမတော်တဆပေါ့ငါတို့ဟိုဘယ်လိုခေါ်မလဲသူရွယ်မြောက်ခင်မှာအဲငါတို့တခုခုဖြစ်သွားခဲ့ရင်ငါတမီးလေးဒါပေမဲ့လောကကြီးမှာစီစဉ်ထားတိုင်းလဲကြိုတင်တွေးထားတိုင်းလဲမဖြစ်ပါဘူး။တိုးတော်လဲ တွတ်တော်လေးပေါ့နော်အဲ့တော့လုလုအဲ့ဟာမျိုးလေးပိုကြိုးစားဖြစ်တယ်ပိုလုဖြစ်တယ်နောက်သမီးလေးဆိုလဲဘာသာရေးပေါ့နော်နှစ်ယောက်အမိသားမိနှစ်ယောက်ညာဘက်ဆိုရင်ဖျားရှိခိုးတယ်အဲ့လိုမျိုးလေးတွေတော့ပိုလုဖြစ်ပါတယ်သမီးလေးအရာရာဟာသမီးလေးတော့သူ့ဖေရဆိုလေအရာရာငါသမီးအတွက်ပဲအရာရာငါတဲ့ကိုကမဟိုတူတူမပဲအဲ့ကိုရွှေတေးဆိုလဲသူကလေသူညမလေးတာကြီးတို့အသက်ကြီးပြီးဒါပဲ ဒီကလေးကိုမွေးစားဒါကြီးလာရင်ဒါပဲပြုစုရမှာလေတဲ့ဒါပဲစောက်ရှောက်ပါလေဟုတ်တယ်လားအဲ့ဒါကဟိုဘယ်လိုခေါ်မလဲဆိုတော့အခုနောက်ပိုင်းကဟိုပရိုဒူဆာတွေနောက်ပြီးတော့ဒါရိုက်တာတွေကအဲ့လိုမျိုးပေါ့သူတို့တွေလုတ်ခွင့်နေလုတ်ွက်တွေပေးလာတဲ့အခါမှာအဲ့ဒီပေါ်မှာဒါကြီးကလည်းဒါရိုက်တာတွေတင်တဲ့အတိုင်းစူးစမ်းပြီးတော့လုတ်တဲ့အခါကျတော့ပို့ပြီးတော့ပိဋကတ်ကပိဋကတ်နဲ့အဝင်ဝင်ကြဖြစ်သွားတာပါတိုင်းတို့ကလေဟိုးငငယ်လေးရတိုင်းတို့ ဟိုစအိုက်တာလုပ်ထဲရဟိုဥမျိုးမင်းတို့အာကိုမိုက်တို့နောက်ပြည့်ရဲ့ခါဆိုလို့ရှိရင်အဲအဲ့လိုမျိုးပေါ့ဥမိုးတို့သူတို့တခန်းဆိုတခန်းဆိုသလားအဲ့ပရိတ်သက်တည်သွားအောင်အဲ့လိုကလေ daily လိုက်ရရဆိုလေတခန်းဆိုတခန်းဆိုသလားပရိတ်သက်ကတည်သွားအောင်အဲရိုက်ခဲ့ဘူးရဆိုတော့အခုချိန်မှာလေအခုချိန်မှာဇလန်တွေပါခစ်စားလာတဲ့အချိန်မှာဘာလဲဆိုတော့ director တွေကအဲ့လိုအခန်းနေပြီမဲ့အဲ့တခန်းဆိုအခုဆိုလို့ရှိရင်တခန်းဆိုတခန်းဟိုကားမှာ ပြောကောင်းတာပဲအဲ့ဒီလိုမျိုးသူ character name နဲ့တွဲပြီးတော့ပြီးကြတဲ့အပေါ်မှာအဲပီတိဖြစ်ပါတယ်ဟုတ်အလူကလေအခန်းနည်းသည်များသည်မဟုတ်ခဲနဲ့အဲ့လိုမျိုးဟိုတကွက်ဆိုတကွက်ထဲနဲ့ထိထိမိမိလေအဲ့လိုမျိုးအာဘလို့ဘလို့ခေါ်မလဲထိထိမိမိပြစ်လိုက်နိုင်တာပေါ့အဲ့တော့ဘလို့ခေါ်မလဲဆိုတော့လေတာကြီးတို့ကလေအဲ အနုပညာအရင်တော့အနုပညာဆောက်လုပ်တယ်ဆိုငငယ်တုန်းကတော့အဲ့လိုခလေးတဘာဝဟာကားကြီးတွေအများကြီးရှိရဲအဲ့လိုမျိုးဟာကူလာကလန်နဲ့ရိုက်နေတဲ့အချိန်မှာပတ်စံပေါ့အခုကြတော့အနုပညာအတက်ကလည်းကြီးလာပြီဆိုတော့အဲ့လိုအချိန်မှာကိုတွေကိုဘာဖြစ်တန်မိုးထားပြီးတော့လေး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 စားစားနဲ့ဒီနေရာမှာတာကြီးမှဖြစ်မှာ ဒီနေရာမှာအဲမဟာအခုနောက်ပိုင်းဆိုလို့ရှင်မီတင်လေးတွေလည်းတက်ရတယ်ပြီးလို့ရှင်အရင်တော့ဆိုလေစခရစ်ဆိုဘယ်နှမှမမသိဘူးအခုခေတ်မှာအဲစခရစ်လေးတွေလည်းဒီနေရာကအဲဒေါ်ကောင်းမြတ်ကျွယ်အဲပြီးလို့ရှင်ဒါတာကြီးကအဲဘယ်ဘယ်နေရာဆိုအဲ့လိုမျိုးလေးနေကိုးဆက်ကောင်းလေးနေကိုဒီစာကိုဖတ်လိုက်တဲ့အခါမှာအဲ့ဒဇက်လုံးမှာကိုကဘယ်နေရာမှာဘာလို့ရမယ်ဘယ်နေရာမှာတန်ဖို့အဲ့ဒါမျိုးလေးရဲ့အဝိအစားအစား အဲကျုပ်တိပြင်ဆင်လို့ရတယ်အဲ့လိုတွေအလေးနဲ့ထားခံရတယ်ပေါ့အိုက်တာတယောက်နေနဲ့အိုက်တာတယောက်ကလေဘာဖြစ်ကိုကိုလေအဲလေးလေးစားစားနဲ့အဲ့လိုမျိုးအပြုတ်မှုဆက်ဆံခံရလို့ရှိရင်ကျင်းတဲ့ပီတိဖြစ်တယ်လုပ်ငန်းခွင်မှာလည်းပို့ပြီးတော့အဲလုပ်ရတာလေကောင်းတယ်အခုနောက်ပိုင်းတကယ်ပါတာကြီးကိုအသက်ရွယ်တစ်ခုရောက်လာတဲ့အခါကျတော့အားလုံးကလည်း ရိုက်ခွင်းပေါ်မှာပဲဖြစ်ဖြစ်ဒီဘလိုခေါ်မလဲပရိုဂျူဆာတွေဒါရိုက်တာတွေကအစလေးလေးစားစားနေပဲတိုင်းတော့ဒီနေရာလေးမှာဖြစ်မှာအဲမီတင်လေးတော့တက်ပေးပါဦးအဲဒါလေးရဆိုအဲ့မီတင်တွေပါတယ်တက်တာလဲအရန်ကောင်းတယ်အဲ့မီတင်မှာကိုယ့်ရဲ့အဲကိုယ့်ရဲ့စီးမော်မာမာလေးဘယောက်ဘရက်တွေဖြစ်မနေတော့ဘူး လိုအပ်ချက်ဒီ dialogue လေးကတော့ဒီလိုလေးပြောလို့ရလားယင်အဲနောက်ပြီးရဲ့အခါကျတော့အဝိစားလေးရအစဘလိုလေးဝစ်စီခြင်းမာတယ်ဆိုကြိုတင်ပြင်ဆင်လို့ရတယ်အဲ့ဒီလိုကြိုတင်ပြင်ဆင်ကိုယ့်ပုံမှာအလဲအလေးနဲ့ထားခံရတယ်အဲ့လိုကြိုတင်ကိုယ်ကလည်းကြိုတင်ပြင်ဆင်လို့ရတဲ့အခါကျတော့ကားရိုက်တဲ့အခါမှာဇကားတရားပို့ပို့ပြီးတော့ကောင်းလာတာအဲ့ဒီတော့ director ရေတော်လို့ပါအဲ့တော့တာကြီးတို့ကဘလောက်ပဲအိုက်တင်ကောင်းအောင်လုပ်လို့အဲ့ဒီခါကို ဒါရိုက်တာကလေအဲ့ဒီ item ကိုမဖော်ပြနိုင်လို့ရှင်အလကားပဲအဒါရိုက်တာမိန်မယ်အဲ့တော့ဒီတိုင်းတော့အဲ့တော့အားလုံးကအရေးကြီးရယ်ကွာဇညွန်းတို့ဘာလို့အဲ့ဒီမှာ dialogue တွေကအကုန်ကောင်းတယ်အဲ့ဒီ item ဆိုလဲဒါရိုက်တာဒီ item ဒီ item ဆိုအဲ့ဒီပုံမှာကိုယ့်ရဲ့ experience နဲ့အဲ့လိုမျိုးလေးပေါ့ပေါင်းပြီးတော့လုပ်ကြမယ်ဒါပေမဲ့ဘလောက်ပဲ item တွေကောင်းကောင်းအဲ့ဒီ item ကောင်းတာကိုဒါရိုက်တာကတာကြီးရဲ့ရုပ် item လည်းမပေါ်ဘူး တချို့ဆိုလို့ရှိရင်ပပလေးပဲဆိုဆိုတီတီငိမ့်ငိမ့်ပဲလောက်ရတဲ့အခန်းမျိုးဆိုမျက်လုံးလေးနဲ့ပဲရွှေ့သွားရတဲ့အခန်းလေးရှိတယ်။ဒါပေမဲ့အဲ့ဒီ item ကိုဒါရိုက်တာမခေါ်ပြနိုင်တော့ဒါကြီးတို့ဘလောက်တော်တော်ဘလောက်မိုးဘလောက်မိုးပြန်အောင်တော်နေတဲ့ item ပဲဖြစ်နေပါစေ။ Academy ဘယ်နဲ့စုရပဲအဲ့ဒါအလကားဖြစ်သွားတာပေါ့။ဘာဖြစ်လို့လဲဆိုတော့တို့ကလေအေးတီတာဖြစ်နေတယ်နော်။ ဟိုအဲ့ဘုံဘုံဆိုလေလေတာကြီးတာကြီးအေးတိရဖြစ်နေရမြောက်မြောက်အဲ့ဒါဆိုပွန့်ပွန့်ဆိုလေအဲ့လိုပဲပွန့်ပွန့်သူပွန့်ပွန့်ဆိုလေငငယ်လေးကလေချစ်လာတဲ့ခလေးဆိုလေသူလေအဲ့လိုပဲအန်နေတဲ့အာမပဲအဲ့ဒါဆိုအေးဟိုဟိုပွန့်ပွန့်ဟို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 အဲ့လိုမျိုးလေးပေါ့သူတို့လိုချင်တဲ့ဟာလေးကိုလေပြောအရန်တော်ကြဒီခလေးတွေကဒီခလေးတွေကလေဘာလဲဆိုလို့ရှိရင်သူတို့မှာ အဲဒီအိုက်တာသူတို့ရဲ့စီနီယာအိုက်တာပေါ်မှာလေးစားမှုလည်းရှိရဲနောက်ပြီးတော့သူတို့လိုချင်တာကိုလည်းရအောင်ရအောင်ခိုင်းတတ်တယ်။ဒါမျိုးတစ်ခါကျရင်တိတ်ဖိုက်တွေတိတ်စစ်တွေဖြစ်သွားတတ်တာ။သူတို့လိုချင်တာမရောက်လို့လေ။ကိုယ်ရဲ့နားလေတာနဲ့သူတို့ရဲ့သူတို့လိုချင်တာနဲ့ဘဝမဖြစ်သွားတာ။အဲအဲ့လိုမျိုးကိုယ်ရဲ့ကိုတိရုပ်ဆောင်တာနဲ့သူတို့လိုချင်တာနဲ့ကွက်တီဖြစ်သွားတော့လေ။အတော့အဲအဲ့အဲ့ဒီအဲ့လိုအတန်လေးကြားရလေရပ်ပီတီဖြစ်တယ်။ဟုတ်တယ်။